ဒီဗီဒီယိုလေးကတော့ YouTube Short မှာတင်ထားတဲ့ဗီဒီယိုတွေကိုမတွေ့ဖြစ်မှာဆိုတဲ့အတွက်ကြောင့်ပြန်လည်စုစည်းပြီးတော့တင်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။1928ခုနှစ်အေဗန်ပါယာဆိုတဲ့ချမ်းသာရမိသားစုကလာတဲ့ကောင်လေးကဗီယက်ထာအိတ်စင်ပေါ်ကပြုတ်ချခဲ့ပြီးတော့လမ်းမောင်းတန်ရာရခဲ့ပါတယ်။နာကျင်မှုစတိုက်ခန်းစားနေရတာကြောင့်ပဲဝေဒနာပျောက်ကင်အောင်ဆေးဆီအောင်ရှိသွားပြခဲ့ရမှာတော့ဆီအောင်ကိုယ်တိုင်ကဆီအောင်လက်မှတ်အတုနဲ့လိန်လည်ထားတဲ့သူဖြစ်ပြီးတော့ အဘံရေဒီယိုတက်တိကျွစေးရီကိုလင်းလဲပြီးတော့ရောင်းခဲ့ပါတယ်။အစေးရီကအတဲနှလုံးပိုင်းနဲ့ကိုခံစွမ်းအောင်ကူညီပေးရလို့ပြောပြီးတော့နှိယိုင်းတောက်စီခဲ့တာပါ။ဒီစေးရီကတပလင်းကိုဒေါ်လာ30ပါ။အဲ့ခေတ်တုန်းကဆိုရင်တော့တော်တော်ဈေးကြီးပြီးတော့ဘိုင်ယာရဲ့ဆီအောင်ကလည်းတပြေးပြေးနဲ့ချမ်းသာလာခဲ့ပါတယ်။ဘိုင်ယာရေဒီတာကိုတနေ့တုံတောက်ခဲ့ပြီးတော့ကိုခံစွမ်းမြင့်တယ်မှုပေးတယ်လို့ခံစားရမယ်လို့ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့အချိန်ပေါင်း1400ခန့်တောက်သုံးပြီးရနောက်မှာတော့1930ခုနှစ်အော်တိုဘာလမှာ ထိုတက်ရောက်မှုတွေတက်ကွယ်သွားပြီလို့ခန်းစားရပြီးတော့ဘာယာတောက်သုံးမှုရပ်တန့်ခဲ့ပါတယ်။အဲ့ချိန်အားစားလို့ပဲဘာယာကိုယ်အလေးချိန်ရောကြခဲ့ပြီးတော့ခေါင်းကပ်ယောဂရှိလာပြီးတွားရရလဲကျွတ်ထွက်လာပါတယ်။အမှန်တော့ရေဒီတာဆိုရဲသူတောက်သုံးတဲ့ဆေးပလင်းထဲမှာ1 microgram radian နဲ့1 microgram isotorian ကိုရေနဲ့ရောထားဖြစ်ပြီးတော့ radian နေရာသူ့ရဲ့ခန္ဓာကိုယ်ထဲမှာအင်္ဂါတွေကိုပျက်စီးစေပြီးတော့ ကယ်စီယမ်ဓာတ်ကိုပါစိုးယူနိုင်တာကြောင့်ပဲအရိုးရရတပြေးပြေးနဲ့ကယ်စီယမ်ဓာတ်အားနဲ့လာပြီးတော့တပြေးပြေးနဲ့ပျက်စီးလာပါရယ်1932ခုနှစ်မှာတော့ဘာယာရဲ့အောက်မေးရောစတင်ပြီးတော့ပြုတ်ထွက်သွားပြီးခန္ဓာကိုယ်မှာရှိတဲ့အရိုးရရတဲ့ကွဲအံ့မှုတွေနဲ့အပေါက်ပေါက်တွေဖြစ်ပေါ်လာပါပါတယ်ဒီဖြစ်ရကြောင့်ပဲဘာယာအကြောင်းဟာသတင်းစာရဲမှာစတင်ပြီးတော့ပါလာခဲ့ပါတယ်1932ခုနှစ်မတ်လ32ရက်နေ့မှာတော့ဘာယာခန္ဓာကိုယ်ရေဒီယိုတက်တိကြွမှုကြောင့်ပဲတည်ဆုံးခဲ့ပါရယ် ွဲစိတ်စစ်ဆေးမှုတွေမှာတော့များစွာသောကင်ဆာရောဂါကိုဘာယာခံစားနေရတယ်လို့ပြောပါတယ်။ဘာယာကို Pittsburgh, Pennsylvania မှာမြေမြုပ်ခဲ့ပြီးတော့ထူးဆန်းစွာဖြင့်သူ့ရဲ့အခေါင်းအားဒီနှစ်ချိန်ထိရေဒီယိုတက်တိကြွမှုတွေရှိနေပါသေးတယ်။ဘာယာသိဆုံးပြီးတဲ့နောက်မှာတော့ရေဒီယိုဓာတ်ပါဝင်တဲ့ဆေးရည်တွေဟာအနေအများရဲဆိုတာလူလူကပုံမသိမြင်လာပြီးတော့အနည်းနဲ့အမြန်ဆိုလိုပဲရေဒီယံကိုပိတ်သိမ်းခဲ့ပြီးတော့ဒီနှစ်ချိန်မှာဆိုရင်တော့ရေဒီယိုဓာတ်ပါဝင်တဲ့အားဖြစ်ချိုရည်ရာရှိမနေကြတော့ပါဘူး။ ပြည်တယ်ကလေဒီကုံစင်တင်ပြရတဲ့တင်းနှန်းဆရာတယောက်ဖြစ်တဲ့25နှစ်အရွယ်မိုက်ကယ်ဟာ2006ခုနှစ်တူပိုနယူးဇီလန်မှာသူတငယ်ချင်းနဲ့ပုံမှန်လေဒီခုံကြသလိုပဲပြင်ဆင်နေခဲ့တယ်။ပုံမှန်နေ့လိုပဲကင်မရာဖွင့်ပြီးတော့အမြင့်ပေ1900အနေအလုတ်ခုံကြခဲ့ပါတယ်။လေဒီဖွင့်ဖို့အချိန်ရောက်လာတဲ့အခါမှာတော့မိုက်ကယ်ကလေဒီကိုဘယ်လောက်ပဲဖွင့်ဖွင့်မဖွင့်ခဲ့ပါဘူး။သူ့ရဲ့လေဒီကအထဲမှာညှိနေရကြောင်းပဲထွက်မလာခဲ့တာပါ။နောက်တော့မိုက်ကယ်လည်းအရန်ပါလာတဲ့လေဒီကိုဖွင့်နိုင်ဖို့အတွက်ပင်မလေဒီကျိုးဖြုတ်တဲ့ခလုတ်ကိုနှိမ့်လိုက်ပြီးမယ်။ ချိုးယွင်းမှုကြောင့်မပြုတ်ခဲ့ပါဘူး။အားအကြောင်းမဲ့အရန်လေဒီဟာဖွင့်မရဖြစ်နေခဲ့ပါတယ်။မိုက်ကပြင်းထန်တဲ့အချိန်နဲ့ပဲဇက်တိုက်ကြလာအကြောင်းပဲခန္ဓာကိုယ်တော်မထိန်နိုင်မနဲ့တပတ်လည်နေခဲ့ပြီးတော့ဘာမှမလုပ်နိုင်တော့ပါဘူး။ဒါကြောင့်မဲ့သူ့ရဲ့နောက်ဆုံးတရားတော်မယ်ဆိုတာသိရကြောင်းပဲကင်မရာကိုပြုတ်ခဲ့တဲ့စကားကတော့ငါတို့တေးပြီးနှုတ်ဆက်ပါတယ်လို့ပြောကမြေပြင်ကိုပြုတ်ကျသွားပါရဲ့။ ိုက်သူနဲ့သူခုံချလာတဲ့တငယ်ချင်းဖြစ်သူကလည်းမြေပြင်ပေါ်ဆင်းလာပြီးတော့စစ်စစ်ကြည့်တဲ့အခါမှာတော့မိုက်ကယ်ဟာမိမျောနေပြီးတော့အသက်ရှင်နေသေးပါတယ်။ချက်ချင်းဆိုလိုပဲမိုက်ကယ်ကိုဆေးရုံတင်ခဲ့ပြီးတော့သူ့ရဲ့ခွဲစိတ်စစ်စစ်ချက်တွေမှာတော့အမင်းကပြုတ်ကျနေတုန်းထောက်ခဲတဲ့ဘဲဘက်ခြေပနောင်းအယူကျိုးခဲ့တယ်။နောက်ထပ်လည်းနိုင်ုံအချို့ကျိုးကုန်ပြီးတော့အဲ့ကျိုးခဲ့အယူကအစုတ်တဲကိုဖောက်ဝင်သွားခဲ့လို့သိရပါတယ်။ အကယ်လို့မိုက်ခဲ့တာရေပြင်သို့မဟုတ်မြေပြန့်ပေါ်ကြာသွားခဲ့မယ်ဆိုရင်တော့လုံးဝတည်သွားခဲ့မှာပါဒါပေမဲ့ကံကောင်းစွာနဲ့ပဲ blueberry ပေါင်နေတဲ့ခြုံပုတ်လေးတွေကိုပြုတ်ကြခဲ့တာကြောင့်ပဲမိုက်ကေကအသက်ရှင်မှုမဖြစ်နိုင်တဲ့အခြေအနေမှာတော့အသက်ရှင်နိုင်ခဲ့ပါတယ် 2009ခုနှစ်အော်ဂူလာ22ရက်နေ့မက်ဆီလာနဲ့သူ့ရဲ့မိသားစုကအဝေးပြေးလမ်းမပေါ်မှာအချိန်တင်တဲ့လီဗာညနေရကြောင်းပဲတနအိမ်ပိုင်းပေါင်း120မြန်နှုန်းနဲ့မောင်းနေနေချင်း break ကပါအလုံးမလုံးတော့တာကြောင့်ပဲမော်တော်သစားမှုကြီးဖြစ်ပြီးမိသားစုတစ်ခုလုံးသေဆုံးခဲ့ရပါတယ်။အဲကားထဲမှာတော့ mark နဲ့သူ့ရဲ့မိမတမီးနဲ့မိမဖြစ်သူရဲ့အကိုအပါဝင်၄ဦးသေဆုံးခဲ့ရပါ။သူတို့ဒီဖြစ်ရဲ့ဖြစ်နေတဲ့အချိန်လေးမှာ mark မိမရဲ့အကိုဖြစ်သူဟာ911ကိုဖုန်းဆက်ခဲ့တဲ့အတန် record ဟာရရှိနိုင်ခဲ့ရကြောင်းပဲ။ 911 emergency what are you reporting we're I'm, sorry your cell phone cutting out we're going north 125 mm -hmm. and I'm sorry we're apart. we're going 120 Mission Gorge we're in, we're in trouble we can't well, there's no brake okay and you don't have the ability to like turn the vehicle off or anything we're approaching the intersection we're approaching the intersection We're approaching intersection. Hold on. Please. Oh, shoot. Oh. 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 Hello? မခါမတော်စားမှုကြောင့်ပဲသူရဲ့ကားကို100ကီကကားနဲ့မတိုက်မိအောင်လို့ညကန်းပါးတွေကိုလှည့်ပြီးတော့တုတ်ကြစီခဲ့ပါတယ်။ဒီဖြစ်ရဲ့ကြောင့်ပဲမခ်မောင်းနေတဲ့ Toyota ကားကုမ္ပဏီဟာတရားစွဲခံခဲ့ရပြီးတော့ရောကျင်းငွေအနေနဲ့ကျန်ရှိခဲ့တဲ့မိသားစုဝင်တွေကို10မီလီယံပေးဆောင်ခဲ့ရပြီးတော့အမှုပေးသိမ်းခဲ့ပါတယ်။ and pray, pray, pray.